မိတ်ဆွေတို့ကိုအလွယ်တကူပင်လယ်စာပဲကြဆန်လုံနေတင်ပေးပါမယ်။ကြဆန်ကစားလိုက်ရင်ထွတ်ထုတ်လေးနဲ့ပစွန်ရဲ့အရာသာကလည်းအတော်လေးစားကောင်းတယ်။ပဲကြဆန်ကိုပျော့သွားအောင်ရေနွေးနဲ့မိနစ်20စိမ့်မယ်။လုံးဝပျော့ဖက်သွားတဲ့အထိမစိမ့်နဲ့နော်။ပြီးရင်ကြအုပ်အနှစ်တစ်လုံးဘဲငက်ပြရဲ့နောက်တစ်စုံတည်းဟင်းချက်စီအတင်တင်ထဲပြီးတမအောင်နေလိုက်မယ်။ဒီလိုဆိုအယောင်လေးလှသွားရောလက်ဆက်တဲ့ပစွန်ထုတ်တွေကိုခေါင်းဖြုတ်အညစ်အကြေးထုတ်ပြီးနောက်ကြောကိုဖွင့်ထားလိုက်။ဒီကြီးငါကိုရှေရှေမျောမျောအတုံးလေးတွေတုံးပေးရေပွပွဲဆူပြီးဆိုချက်တော်မိတ်တဲ့ဟင်းချက်ဝိုင်ထဲမွေလိုက် ပင်လယ်စာတွေတဲ့ဆယ်မိနစ်ကြကြော်လောက်ပြုတ်ပြီးရေစစ်ထားမယ်။စောအနှစ်ရေအတွက်ဘဲငက်ပြားရဲ့အကြီးဟင်းချဝိုင်းတကြားငရုတ်ကောင်းပေါ့ခူးစီထဲပြီးနှံ့အောင်မွေထားစီပူပြီးဆိုပစုံကောင်းတွေတဲ့ပစုံစီထွက်လာတဲ့အထိကြော်ပြီးဆယ်မယ်။ဒီတဲ့ကအဲစီတဲ့ကိုချက်တုံနေချက်တုံမဲချက်တုံဖြူနေခြင်းတဲ့စီမွေးတက်ပြီးပဲကြဆန်ထဲမဲမိအေးအေးနဲ့မှုေကြော်ပြလိုက်အနေငယ်ကတ်သွားပြီဆိုရင်ပင်လယ်စာရီထဲငရုတ်ပွားထဲဆက်ထားတဲ့ဆော့အနေရီထဲ၄50ခေါက်လောက်အရသာနံအောင်မှုေကြော်ပြီးရင်ချက်တုံမဲလေးဖြူလိုက် မြေဦးအောင်ချီမှာစက်တုံနီခင်ကြာစံကျော်ကိုအပေါ်ကားထည့်ပြီးမြေအေးနဲ့တမင်းနဲ့နှမင်းနဲ့လောက်တည်လိုက်ရင်စားလို့ရပါပြီ